မင်္ဂလာပါခင်ဗျာဆ ्याम မောင်ပေါ်ထွန်းဘာသာပြန်တဲ့အများဆုံးတထေးဖြစ်နီးအခန်း39ခေါင်းဆောင်ကောင်းဖြစ်လို့တော့အခန်းကိုတင်ဆက်ပေးလိုက်ပါတယ်လူအများကိုကုတ်ကဲဥဆောင်နိုင်သည့်တကယ်ခေါင်းဆောင်ကောင်းတယောက်ကိုရှာတွေ့ဖို့ထက်နောက်လိုက်တထောင်ကိုရှာတွေ့ဖို့ကပို၍လွယ်သည်မြည်သည့်လုပ်ငန်းတွင်မဆိုအဓိကပြဿနာသည် ခေါင်းဆောင်ကောင်းရှားပါခြင်းဖြစ်သည်ခေါင်းဆောင်ကောင်းဟူသည်ခေါင်းဆောင်ဟူသောယာဒူးနာမည်နှင့်ခေါင်းဆောင်တာဝန်ကိုရယူထားသူတက်တက်မဟုတ်ကျင်းသေးသောအောင်မြင်သောခေါင်းဆောင်မှုနီလန်းများကိုတကယ်ကိုကျွမ်းကျွမ်းကျင်ကျင်လေးလာစီးပူးထားသူဖြစ်သည်ထို့ကြောင့်ဘယ်လုံငန်းမှမဆိုခေါင်းဆောင်ရွေးချယ်မှုမှန်မှုအလွန်အရေးကြီးသည် သို့မှသာလျင်ခေါင်းဆောင်သည်လုပ်ငန်းပေါ်တစ္ဆာရှိသော အမှုရန်အများစုကြီးကိုကျွမ်းကျင်စွာစီယုံဆွဲဆောင်ကုတ်ကဲကြီးကြပ်နိုင်လိမ့်မည်သို့မှသာလျင်လုပ်ငန်းကြီးတစ်ခုလုံးချောမောအောင်မြင်နိုင်လိမ့်မည်ဗြိတိရှစီးပွားရေးပညာရှင်နှင့်စီမံအုပ်ချုပ်မှုပါရဂူကြီးဟာဘတ်အန်ကဆန်ကအောက်ပါအတိုင် ရေးသားခဲ့ဘူး၏စီဝါရေးလောကဟူသည်ပဋိပက္ခတွေပေါ်ပေါက်ရာဌာန အမျက်နှင့်အရှုံးရှိရာဌာန အတက်နှင့်အကျရှိရာဌာနဖြစ်သည်တံဃာအောက်တွင်ဇပွဲကြီးနှင့်ထိုင်နေသော အထက်လူကြီးအားစရေးမှချောချောလေးတွေက ပြုံးပြပြီးအမှုဆောင်အရာရှိတွေကမြောက်ပင့်နေကြသော တက်တောင့်တက်တာပြောစရာနေရာမျိုးမဟုတ်ထိုစကားအလွန်မှန်သည်စီဝါရေးလောကအတွက်သာမှန်သည်မဟုတ်ခေါင်းဆောင်မှုလိုအပ်သောလုပ်ငန်းအလုံးအခြေအနေအလုံးအတွက်မှန်၏သို့သောလုပ်ငန်းတစ်ခုတွင်ပဋိပက္ခပေါ်ပေါက်လျင် အပြင်ဘက်မှလာသော ပြိုင်ဆိုင်မှုနှင့်စံကျင်ဗန်တိုနှင့်သက်ဆိုင်သည့်ပဋိပက္ခမျိုးသာဖြစ်တည်သည် လုပ်ငန်းအတွင်အမှုရန်ချင်းချင်းတိုက်ခိုက်ကြသောပြိပက္ခမျိုးမဖြစ်သင့်သို့သောလုပ်ငန်းအများစုတွင် အတွင်ပြိပက္ခတွေပေါ်ပေါက်နေသောကြောင့်ပျက်စီးခြင်း၅ပါးနှင့်ကြုံနေကြရသည်ထို့ကြောင့်ခေါင်းဆောင်ဖြစ်သူ၏ပထမဆုံးစိန်ခေါ်မှုသည် လုပ်ငန်းအတွင် အမှုရန်ချင်းချင်းစည်းလုံးညီညွတ်မှုနှင့်လုပ်ငန်းပေါ်အမှုရန်များ၏တစ္ဆာရှိမှုရရှိရေးပင်ဖြစ်၏ ခေါင်းဆောင်မှုတင်နန်းတင်ငန်းစာအပြည့်အစုံကိုဤခန်းတခန်းဒီတွင်ဘလို့မှဖော်ပြရန်မဖြစ်နိုင်ထို့ကြောင့်ခေါင်းဆောင်အနေဖြင့်အမှုရမ်းများဤပူပေါင်းဆောင်ရွက်မှုနှင့်တစ္ဆာရှိမှုတို့ကို ရရှိအောင်မြည်တို့ ဆောင်ရွက်တင့်ညောင်းကိုသာအဓိကထား၍ဖော်ပြပါမည်မူရမ်းများ၏ပူပေါင်းဆောင်ရွက်မှုနှင့်တစ္ဆာရှိမှုတို့ကို အမိန်ပေးခြင်းဖြင့်မရရှိနိုင်ယင်းတို့ကိုအတိတရားဖြင့်ကြိုးစားဖော်ဆောင်မှသာ ရရှိနိုင်၏ခေါင်းဆောင်သည်နောက်လိုက်များဤမျှော်မှန်းချက်များကို အကောင်အထည်ဖော်ပေးခြင်း၌အာယုံဆိုင်ရသည်ခေါင်းဆောင်သည် မိုးဆက်ကဲ့သို့နွားနို့နှင့်ပြားရည် အရှံပဲပေါ်များသောဂရိခံနေမြေကိုညွန်ပြရမည်ထို့နောက်သူ၏ငယ်သားများအားထိုနေမြေသို့ဥဆောင်ခေါ်ယူသွားရမည်ခေါင်းဆောင်သည်ကြာဖို့ကင်ပြီး နောက်ဆုံးမှလိုက်သူမဖြစ်ရ တကွန်ကင်ပြီးရှေ့ဆုံးမှလိုက်သူ ဖြစ်ရမည်ကောင်းဆောင်ကောင်းတွင် လက်အောက်ငယ်သားများဟူ၍မရှိလှုပ်ဖော်ကင်ဘက်များသာရှိသည်ကိုသတိပြုပါ။ ဘသူမှသူ့အတွက်လှုပ်ပေးခြင်းမဟုတ်ဘုံရီမန်းရဲ့အောင်မြင်ရေးအတွက်သူဤလှုပ်ဖို့ကင်ဘက်များက သူနှင့်အတူ ပူးတွဲလှုပ်ကင်နေခြင်းသာဖြစ်၏။ကောင်းဆောင်သည် သူတစ်ပါးဤချီးကျူးခြင်းကိုအလိုမရှိသူကသာသူတစ်ပါးကိုချီးကျူး၏။အချွင်းချံမရှိအပြည့်အဝချီးကျူး၏။အမြဲမပြတ်စိတ်ပါလက်ပါချီးကျူး၏။အထူးသဖြင့်ကောင်းဆောင်သည်သူဤလောက်ဆောင် ပြီးမြောက်မှုအတွက်လောဘကိုင်မဲ့များအားချီးကျူးသည်ဤဒီမှာရဲ့ရောလွန်းခြင်းမဟုတ်ခေါင်းဆောင်ငေါင်းဤလက္ခဏာသာဖြစ်သည်ခေါင်းဆောင်သည်လောဘကိုင်မဲ့တို့အားသူကောင်းပြုလေလေသူဘော်တွင်လောဘကိုင်မဲ့တို့ကပူ၍လေးစားလေလေဖြစ်သည်ကောင်းဆောင်သည်သူကိုယ်သူမြင့်တင်၍မရလောဘကိုင်ဘက်များကသာ ခေါင်းဆောင်ကို မြင့်တင်သည်သို့သော အာနေသော အဖွဲအစည်းတစ်ခုသည်ခေါင်းဆောင်ကို မမြင့်တင်နိုင်မကျေနပ်သော အဖွဲအစည်းတစ်ခုသည်ခေါင်းဆောင်ကို မမြင့်တင်နိုင်လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်းစီမံကိန်းရေးဆွဲခြင်းတို့တွင် ပါဝင်သင့်သူများက ပါဝင်ဆောင်ရွက်မှသာလျှင်ပုံမကောင်းမွန်သော ပူပေါင်းဆောင်ရွက်မှုကိုရရှိနိုင်၏ ကောင်းဆောင်သည်သူ့နီးလန်းကိုသူအတင်းအကျပ်မတောင်းဆိုပို၍ကောင်းသောနီးလန်းကိုရှားဖွေပြီးမှသာလောက်ဖို့ကင်ဘက်များအားဥဆောင်သည်အကောင်းဆုံးစိတ်ကူးများကိုဖော်ထုတ်ရန်မှာကောင်းဆောင်ဤတာဝန်လည်းမဟုတ်အခွင့်အရေးတရက်လည်းမဟုတ်ကောင်းဆောင်ဤတာဝန်မှာ အခြားသူများအားအကောင်းဆုံးစိတ်ကူးများဖော်ထုတ်ပေးရန်တွန်းအားပေးခြင်းသာဖြစ်သည် ထိုနောက်ထိုစိတ်ကူးများကိုတံပိုးဖြတ်သည်ရွေးချယ်သည်လောဘတိုင်မဲ့များနှင့်ပူးတွဲ၍လက်တွေ့အကောင်အထည်ဖော်သည်ဤနည်းဖြင့်သာလျှင်ခေါင်းဆောင်သည်ကြာရှည်ရပ်တည်နိုင်၏မိအာနာဖြင့်ခေါင်းဆောင်မှုသည်အလုတ္တမားများ၏မကြည်နပ်မှုစန့်ကျင်မှုနှင့်တပိတ်မှောက်မှုများကိုသာဖန်တီးနိုင်၏အထူးလေ့ကျင့်ထားသောအမှုရန်များအား ပြိုင်ဘက်ကုမ္ပဏီများတို့သာ ရောက်သွားစေနိုင်၏ယနေ့ခေတ်ခေါင်းဆောင်သည်ခေါင်းဆောင်စွမ်းရည်ရှိရန်အလွန်လိုအပ်နေသည်ထို့ကြောင့်တလန်းရှာသောအမှုရန်တယောက်ဖို့အလုတ်ပြောင်းရသည့်တန်အောင်ခေါင်းဆောင်မှုစွမ်းရည်ပြေဝသောခေါင်းဆောင်လက်အောက်တွင်သာလောက်ကင်သည်ဤတို့မှဒါမိမိယာဒူးတက်၍ခေါင်းဆောင်ဖြစ်လာလင်လဲ ခေါင်းဆောင်မှုစွမ်းရည်ရှိသောခေါင်းဆောင်ကောင်းဖြစ်လာနိုင်လိမ့်မည်။ဤဒီပင်လင်ကျင်းသေးပေါ့အောင်မြင်နည်းများကို လေးလာကျင့်သုံးခြင်းဤရည်ရွယ်ချက်ဖြစ်သည်။မိတ်ဆွေအားကွန်ပျူတာဖြင့်အစားထိုး၍မရနိုင်သည့်မရှိမဖြစ် အမှုရန်တယောက် ဖြစ်လာရန်ဤနီးလန်းကတင်ပေးလိမ့်မည် စီမံအုပ်ချုပ်မှုကိုကွန်ပျူတာဖြင့်အစားထိုး၍မရနိုင်ကြောင်းတတိယပါအဘယ်ကြောင့်ဆိုသောကွန်ပျူတာများကို စီမံအုပ်ချုပ်မှုကသာထိန်းချုပ်ညွှန်ကြားရသောကြောင့်ဖြစ်၏ကွန်ပျူတာစနစ်သည်ကုန်ထုတ်လုပ်ရေးအလုပ်သမားပေါင်းထောင်ပေါင်းများစွာတို့အားအစားထိုးနိုင်လိမ့်မည်သို့သောစွမ်းရည်ရှိသောစီမံအုပ်ချုပ်မှု အမှုဆောင်တယောက်ကိုတော့ဘယ်နည်းနဲ့မှအစာထိုးနိုင်လိမ့်မည်မဟုတ်တကယ်ဆိုတော့အလိုလျောက်ဆောင်ရွက်သောကွန်ပျူတာစနစ်ပို၍တိုးတက်လာလေလေပို၍တော်သော စီမံအုပ်ချုပ်မှု အမှုဆောင်ပုဂ္ဂိုလ်တွေစက်မှုပညာရှင်တွေပို၍လိုအပ်လာလေလေဖြစ်လိမ့်မည်ထိတ်ဆုံးမှာနေရာလက် အမြဲရှိ၏ဟူသော ရှေးစကားတရက်ရှိသည် ထိုစကားသည် အမြဲတမ်းမှန်ကန်နေသည်ယခုခါထိတ်ဆုံးမှာနေရာလက်တွေပို၍ရှိလာသည်ငွေတွေလည်းပို၍ရှိလာသည်ဤဒီပင်လင်အမြန်ဆုံးတထေးဖြစ်ရန်တေကြပေါက်နီးဖြစ်၏မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့ အမြန်ဆုံးတထေးဖြစ်နီးအခန်း40ထင်ပေါ်မှစင်တော်ကကောက်မြည်အခန်းကိုတင်ဆက်ပေးလိုက်ပါတယ်တောတောင်ထဲတွင်တကူဒီဧကစားကြင့်ကြံနေသော သူတော်စင်အားနိုင်ငံတော်သမရအဖြစ်တင်မြောက်ကြသည်ဟု၍ကြားဘူးပါသလားဘယ်ကြားဘူးပါမလဲဖြစ်မှမဖြစ်နိုင်တာပဲ။ သို့ဆိုရင်မိတ်ဆွေနေဖြင့်တမရဖြစ်လိုပါသလားထင်ပေါ်ကြောကြားသူဖြစ်လိုပါသလားအမြန်ဆုံးတထေးဖြစ်လိုပါသလားဖြစ်လိုရင် ထင်ပေါ်အောင်လို့ကိုကိုကိုတည်င်းဖြစ်အောင်လို့ကိုကိုကိုတည်င်းဖြစ်အောင်လို့မှဒါလျင်မိတ်ဆွေအားလူတွေကကြဲကြဲပြန့်ပြန့်တိပြီးကြဲကြဲပြန့်ပြန့်လက်ခံလာလိမ့်မည်ကြဲကြဲပြန့်ပြန့်တိပြီး ကြဲကြဲပြန့်ပြန့်လက်ခံခြင်းသည်တေကြပေါက်အမြန်ဆုံးတထေးဖြစ်နီးပင်ဖြစ်၏ကျွန်ုပ်အလေးစားဆုံးခေါင်းဆောင်မှုနီးပြဆရာတဆူဖြစ်သူကဘာကျော်ဗြိတိရှစီးပွားရေးပညာရှင်နှင့်စီးပွားရေးလုပ်ငန်းအတိုင်ပင်ခံကြီးဟာဘတ်အန်ကက်ဆန်ကအောက်ပါအတိုင်းတင်ပြဘူးသည်ခေါင်းဆောင်လုပ်သူသည် မြင်ငွေးတွင် အမဲရှိနေရမည်သူသည်စင်ပေါ်မှမီးရောင် အောက်၌ရပ်နေရမည်လူမသိခြင်းမောင်ရိပ်ထဲရောက်နေခြင်းကို အခြားအရာများထက်သူပို၍ကြောက်ရမည်ချီးမွမ်းခြင်းပုတ်ခတ်ခြင်းတို့သည်သူအားမဖြက်စီးနိုင် သို့သော လူမသိခြင်းကတော့သူအား ဘဝပြက်သည့်အထိဖြက်စီးပြနိုင်၏ကိုယ်เจ้าကိုတည်င်းလှုပ်ခြင်းဖြင့်လူမသိခြင်းကိုရှောင်ကွင်းနိုင်သည်ဒီတော့တည်င်းဘယ်လို လုပ်မလဲထိုမဲခွန်းကိုစာဖတ်သူတဦးအတွက်ကျွန်ုပ်မဖြေဆိုနိုင်ပါကျွန်ုပ်၏စာဖတ်ပရိသတ်များစွာတို့တွင်စွမ်းဆောင်ရည်ပြည့်ပြည်သူဆက်ဆံရေးဌာနများရှိသော ကုမ္ပဏီကြီးများမှဥက္ကဋ္ဌများလည်းပါဝင်သည် ထို့ပြင်မိသားစုဝင်များနှင့်မိတ်ဆွေများက ကျွန်ုပ်၏စာအုပ်များကို လက်ဆောင်ဝယ်ပေးသောအထက်တန်းကျောင်းသားများနှင့်တက်သူဘွဲ့ရများလည်းပါဝင်သည်သမောင်များစွာသောကျွန်ုပ်၏စာဖတ်ပရိသတ်များကြားတွင် အခြေအနေစွမ်းဆောင်ရည်နှင့်အဆောင်အယောင်တို့၏ကြွားချားမှုသည် အလွန်ကြီးမားသည် ထို့ကြောင့်ပုဂ္ဂိုလ်တဦးစီအလိုက်တင့်လျော်သောသတင်းလုံနီးကိုအပြည့်အစုံ ဖော်ပြရန်မှာ ဤခန်းတခန်းဤနှင့်မလုံလောက်နိုင်ဤစာအုပ်တအုပ်လုံးနှင့်လည်းမလုံလောက်နိုင်သို့တော်လည်းဘလို့အခြေအနေမျိုးတွင် မဆိုရေဘူးရအဖြစ်လူတိုင်းလုံနိုင်သည့်နီလန်းတော့ရှိသည်တည်င်းလုံရန်အတွက်လူများစိတ်ဝင်စားလောက်သော စိတ်ကူးသည့် အမြင်သည့်အချက်အလက်သည့်တခုခုကို စာအုပ်စာနယ်ဇင်းရေဒီယိုရုပ်သံနှင့်အချာနီလန်းတခုခုမှတဆင့် ဖြန့်ချီခြင်းဖြင့်ပထမဆုံးစတင်ရမည်ယင်းတို့ဖြန့်ချီရာတွင်ပိဋိတ်တ်အများဆုံးထံသို့ရောက်နိုင်သည့်နီလန်းကိုအတုံးချခြင်းသည် အကောင်းဆုံးဖြစ်၏မိမိအခြေအနေနှင့်တရင်အမျိုးအစားကိုလိုက်၍အရိဒထံပေးစာစာဖတ်သူအမြင်တည်င်းဆောင်ပါစသဖြင့်တည်င်းပုံစံအမျိုးမျိုးကွဲပြားနိုင်သည် သို့သောကိုကိုကိုကြောညာသောတည်င်းမျိုးတော့မဖြစ်ပါစေနဲ့ထို့သောဆိုလင်သက်ဆိုင်ရာ လူမှုဆက်သွယ်ရေးဌာနများမှတာဝန်ရှိ ပုဂ္ဂိုလ်များကမိမိအားအခမဲ့ကြောညာရန်အပေါ်စားကြိုးစားသူအဖြစ်သတ်မှတ်ခံရလိမ့်မည်ယခုခါစီးပွားရေးလုပ်ငန်းများစွာတို့သည် အမြတ်အစွန်းရလိုရေးအတွက်တာမောင်းများစွာအကုန်ကြခံကမိမိတို့၏ဂုံပစ္စည်း ဝန်ဆောင်မှုနှင့်ကုမ္ပဏီကိုကြော်ညာနေကြသည်မိမိသတင်းကို ကုန်ပစ္စည်းကြော်ညာဝန်ဆောင်မှုကြော်ညာနှင့်ကုမ္ပဏီကြော်ညာသဘောထက်ပုံမူထိရောက်စေလိုလျင်ကြော်ညာကမပေးရသောသတင်းဆောင်ပါအဖြစ်ဖော်ပြနိုင်သည်ဤလောက်ရကိုသတင်းပေးကြော်ညာပညာပေးကြော်ညာအဖြစ်ခေါ်ဆိုနိုင်သည်အမေရိကန်ပြည်ထောင်စု စံစာသုံးသူများဝန်ဆောင်မှုဌာနတွင်ကျွန်ုပ်ဥက္ကဋ္ဌဖြစ်ဆောင်ရွက်ခဲ့စဉ်ကမူစံစာသုံးနည်းများကိုစာနယ်ဇင်းများတွင်ဓာတ်ပုံတွေဝေဝေစာစာဖြင့်အခမဲ့ဖော်ပြခဲ့၏ထို့ပြင်ကျွန်ုပ်ဒီစဘာစိုက်ပျိုးနည်းမှစ၍စံကြိတ်နည်းနှင့်စံကိုအမျိုးမျိုးစာသုံးနည်းများကိုပညာပေးရုပ်ရှင်ရိုက်၍လဲနိုင်ငံအနှံ့ပြသခဲ့သည် ဤသို့လျင်သတင်းလုတ်နှီးပေါင်းများစွာရှိသည်သတင်းလုတ်ချင်းသည်မိမိ၏ကုန်ပစ္စည်းဝန်ဆောင်မှုနှင့်ကုမ္ပဏီတို့ကို ပြည်သူလူထုကစွဲလန်းနှစ်သက်လာအောင်ရုပ်ပုံလွာဖော်ဆောင်ခြင်းဖြစ်သည်အများဆုံးတထေးဖြစ်ရေးအတွက်ဤလုတ်ရသည်အမှန်ပင်လိုအပ်သည်သို့သောအောင်မြင်ကြော်ကြားကြီးပွားချမ်းသာလိုလျင်လူမသိအောင်လုံနေ၍တော့ လုံးဝမဖြစ်ထို့ကြောင့်အောင်မြင်ကြော်ကြားကြီးပွားချမ်းသာလို့လျှင်တည်င်းလောက်ပါ